TB ကြောင့်ဖြစ်လာတဲ့ယောဂလက္ခဏာများ ဒီပီကသစင်ကုသယောဂများစွာပြန့်နှံ့နိုင်ပါတယ်။ဆုံးပါသွားတဲ့သူစီမှာကုသတတ်တဲ့ယောဂများရှိခဲ့ရင်အဲ့ဒီဘက်တီးရီးယားတွေကဆက်လက်ရှင်သန်ပြီးတော့ကုသတတ်ပါတယ်။ခနာကိုချင်းထိတွေ့တာမျိုးမှာပိုအန်နရယ်များပြီးထိတွေ့မိရင်အရေးပြားယောဂတွေလည်းဖြစ်နိုင်ပါတယ်။ဒီပီတွေကထွက်လာတဲ့အနံ့တွေအရေးတွေကိုဓာတ်ရိုက်လုံးဝမထိမိအောင်သတိပြုသင့်ပါတယ်။နောက်ပြီးထွက်လာတဲ့အနံ့အသက်ကြောင့်ဖြစ်လာနိုင်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်နိုင်ပါတယ်။ DP GDP တွေကပုတ်တိုးဆွေးမြေ့လာတဲ့အခါမှာထွက်လာတဲ့အနှံ့တွေကစိုးရုံသာမက ရှူမိရဲ့လူကိုလည်းအစိတ်အတော့ဖြစ်စေနိုင်ပြီးအသက်ရှူလမ်းကြောင်းကို အနေရဖြစ်စေနိုင်ပါတယ်။ဒီလိုကိစ္စတွေကနေကာကွယ်နိုင်ဖို့အတွက် DP ထည့်တဲ့အိတ်တွေနဲ့ DP တွေကိုအမြန်အောင်ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်။ DP ထည့်တဲ့အိတ်တွေဘာကြောင့်အရေးကြီးလဲ။ DP ထဲတဲ့အိတ်တွေက DP ကထွက်လာတဲ့ဘက်တီးရီးယားတွေနဲ့အခြားရောဂါပိုးတွေကိုမပြန့်နှံ့အောင် ကာကွယ်ပေးနိုင်ပါတယ် DPC ကထွက်လာတဲ့အရေတွေနဲ့အနံ့ဆိုးတွေကိုလည်းအချိန်တစ်ခုတည်းထိန်းသိမ်းပေးနိုင်ပါတယ်ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေအနေနဲ့လည်း DP တွေကိုတည်ရပြုရလွယ်ကူစေပါတယ်ဒါကြောင့်မို့လို့ DP တည်တဲ့အိတ်တွေကိုလည်းတတ်နိုင်သလောက်လှူဒန်းပေးကြဖို့အကြံပြုပေးခြင်းပါတယ်